မိထီလာမျိုးမှာကလေးတွေကိုလိုက်ခိုးနေတဲ့ကလေးတခုကိုဒေသခံတွေကလက်ပူးလက်ကျက်ဖမ်းမိခင်ဗျာမပြည့်သက်ကြီးရှင်မနေ့ကဂျွန်လာ17ရက်နေ့ညပိုင်းအချိန်ကမိထီလာမျိုးထဲမှာကလေးတွေကိုလိုက်ခိုးနေတဲ့ကလေးတခုတယောက်ကိုလက်ပူးလက်ကျက်ဖမ်းမိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ကလေးတခုကိုဖမ်းမိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသခံတယောက်ကအခုလိုပြောပြထားပါတယ် ဖြစ်စဉ်ကညပိုင်း9နာရီလောက်ကကျွန်တော်အိမ်မှာမိုးချုပ်ဆိုရင်ဖျားရှင်ခိုးဖို့အတွက်အိမ်ရတွင်းမှာပြင်ဆင်နေချိန်အခန်းမတင်တော့မိကလည်းပြက်နေတယ်ကျွန်တော်သမီးလေးကလည်းရှေ့မှာထွက်ဆော့ရက်သားဖြစ်နေတယ်ဗျာအဲ့ဒီအချိန်မှာအခုဗီဒီယိုထဲမှာမြင်နေရတဲ့သူကအိမ်ထဲမှာလူမရှိတဲ့အချိန်အိမ်ရှိမှာအမောင်တွင်ကအပင်ရှိမှာလူကိုကွယ်ပြီးတော့ရက်နေတယ်။ပြီးတော့ဆောင်းနေတဲ့ကျွန်တော်သမီးကိုတွတ်တွတ်တိတ်တိတ်နဲ့ဥစီလာပါအောင်ဆိုပြီးတော့ခေါ်ပါတယ်။ ခလေးကလည်းလာနေကြပတ်စံတောင်းတဲ့သူမဲ့လို့အလူငွေထဲပို့အိမ်ထဲမှာပတ်စံဝင်ယူဖို့ပြင်တဲ့အချိန်မှာမဟုတ်ဘူးဒီကိုခဏလာပါအောင်ဆိုပြီးတော့ခေါ်တယ်ကလေးကလည်းဘာများပြောမလို့ပါလဲဆိုပြီးတော့ခက်ခွာခွာကနေဘာလို့လို့လဲလို့မေးခဲ့ပေမဲ့အနာကိုတိုးလာဖို့ပဲခေါ်ပါတယ်။တလန်းတိုးတစ်ခါခေါ်နဲ့အချိန်ကလည်းကြာသွားတယ်။ ဒီလိုနားရောက်ဖို့နှစ်ပေလောက်အလိုမှာအိမ်ချေးမှာကလေးစောတန်မကြတော့လို့အမေဖြစ်သူကစိတ်ထဲမတင်ကြတာနဲ့ထွက်အကြီးမှာလူကြီးထွက်တော့မှအဲ့ဒီလူကဒီအိမ်ကကားလမ်းပေါ်မှာကယ်ရီငှားဖို့လူနှစ်ယောက်ကငှားခိုင်းလိုက်လို့ဆိုပြီးတော့ရှောက်ပြောပါတယ်။ဒါနဲ့ကလေးအမေဖြစ်သူကကလေးကိုအိမ်ထဲလာဖို့နဲ့ကယ်ရီဆွဲတဲ့အိမ်မဟုတ်ဘူးဆိုပြီးတော့ပြောလိုက်တယ်။ဘာကြောင့်လားငှားတယ်လဲလို့ပြောပြီးဒီနားကနေထွက်သွားဖို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာပဲအပြင်သွားရကနေကျွန်တော်လဲအိမ်ပြန်ရောက်လာ။ ကားလမ်းပေါ်ကနှစ်ယောက်ကဆိုင်ကယ်နဲ့ထွက်သွားတယ်။ဒီလူကလည်းဆက်ခနဲ့လစ်သွားတယ်။အင်ကိုအချောင်းဆုံမေးလိုက်တော့မှအပြစ်မှန်သိရပြီးဒီလူနောက်ကိုလိုက်ပြီးတော့မေးမြန်းတဲ့အခါမှာစကားတွေကလည်းရှင်းအောင်မညီဘဲနဲ့လူတွေလည်းအုံလာတယ်။အချိန်တစ်ခုကြောင့်ဒီရက်ကွက်ကိုထပ်မလာဖို့သာပြောဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်။ကျွန်တော်အတွက်တော့သွေးပြတ်မတက်ပါပဲဗျာ။အနှဲငယ်သာနောက်ကျခဲ့ပြီးကလေးသာပါသွားခဲ့ရင်ဒီလူခေါ်သွားလိမ့်မယ်လို့ဘသူကမှထင်မှာမဟုတ်ပါဘူး။ သူနဲ့တဖွဲ့တဲ့လမ်းပေါ်ကစောင့်နေတဲ့လူနှစ်ယောက်ရဲ့လက်ထဲကိုသာခလေးပါသွားခဲ့ရင်မျောလင်းလို့ရတော့မှာတော့မဟုတ်ပါဘူးကျွန်တော်အတွက်တော့သွေးပြတ်မတက်ပါပဲ အဲ့ဒီလူကိုသက်ဆိုင်ရာကိုအပ်ဖို့ကျွန်တော်စ조사ခဲ့ပြီမေအကြောင်းကြောင့်အခွင့်အရေးမရခဲ့ပါဘူးဒါကြောင့်မလို့မိထီလာမျိုးမသားမကတခြားသောမျိုးရွာတွေမှာရှိတဲ့မိဘတွေအနေနဲ့ကလေးတွေကိုမျက်ခြေမပြတ်အကူအဆိုင်ပေးကြဖို့တတိပေးအပ်ပါတယ်အလူခံသူတွေတောင်းစားသူတွေအမိုက်ကောက်တဲ့သူတွေကိုစပွန်ဆာပေးပြီးတော့မျိုးရွာတွေရက်ွက်တွေအိမ်တွေထဲအထိစိတ်ဝင်နေပုံရှားပါတယ်တတိကကြပါကြောချမ်းစရာပါဆိုပြီးတော့ကိုတွေးကြုံတွေးခဲ့သူကပြောပြထားတာလည်းဖြစ်ပါတယ် ဟဲ့မပြည့်စုံတာမပြည့်အောင်ပြောတာကတော့ညီလေးကအယောကန်တက်တက်ပါဒါမဲ့ကိုကိုကြီးတွေအားလုံးကိုစိတ်ဆိုးဆုံးပါပြည့်လေကျွန်တော်ကခံပါပါကိုကိုကြီးတွေလုံးလည်းခံပါဘူးငါလိုမလုပ်ဘူးစေနာတန်တဲ့နဲ့ကျွန်တော်ကိုကြီးမိတ်ကတာပါအဲကိုကိုကြီးတွေပေါ်လဲကျွန်တော်လုံးခဲ့တာပေါ့ဗျာငောက်ရောက်ကွတ်တယ်မလားဟုတ်ကဲ့ပါမင်းရအောင်ဟုတ်ကဲ့ရောက်ကွတ်ကောင်းဘေးကနာမည်ပြည့်ပြည့်တော့နေရာကြီးမှန်ကန်ကွယ်စီစီ မမငောင်းဝဲကြီးဝဲချော်သွားပြီဝဲချော်သွားရတဲ့မိဒုက္ခရောက်သွားမှဆိုလို့ဟုတ်ကဲ့ပါငါဘက်သဘောပေါက်ငါကဟုတ်ကဲ့အလုံးလုံးနော်အလုံးလုံးနော်ငါငါသူတို့ဘာလို့အမောင်နဲ့ခေါ်နေတာငါ့ကိုပြောတယ်ဟုတ်ပါကိုကြီးအိမ်ရှိမှာပါကိုကြီးကအေးလေငါသမီးကိုမေးပါမင်းခုဆေးနဲ့တုတ်ပြီးကားလမ်းပေါ်ခေါ်သွားပြီးမင်းစိုက်ကတင်သွားရင်တင်လို့ရတယ်ငါသမီးကိုဒီလေဒုက္ခိတာပါလို့လေဘာမှမရှိပါဘူးငါကိုကြီးကဒီလေးကို တကယ်ပြောတာညီလေးပြောအဲ့လိုလည်းမရှိပါဘူးညီလေးမာရာသွဲမရှိပါဘူးကိုကြီးအားအဲ့လိုငါကိုကြီးတွေချစ်ပါတယ်ကိုကျွန်တော်ကတော့စဉ်းစားနေတာဩရိုင်းရကိုကိုကြီးတွေရပါတယ်ဒါပေမဲ့ကိုကြီးကယ်ဒီတမမနဲ့မင်းမဟုတ်လေငါတို့ကကယ်ဒီဆွဲတဲ့အိမ်ပုံပေါက်လားငါမသိလို့အာကျွန်တော်မသိဘူးမင်းဒုက္ခိတဆိုရင်မင်းလူကောင်းကိုမင်းကဒုက္ခိတအကူကြီးတာလားငါမသိလို့ငါကလေးရှိတဲ့အိမ်ကိုလာပြီးကလေးအပြင်မှာဆော့နေတာကိုကြည့်ပြီးတော့ ဟုတ်ပါဘူးငါကိုကငါကိုဒီအတိုင်းတာကျွန်တော်တိပါတယ်ငါကိုကြီးရဲ့ညီလေးအေးမဟုတ်ဘူးလေမင်းကလေးကိုဘာလို့ခေါ်နေတာလဲလို့အိမ်ထဲကိုမင်းလမ်းခေါ်ပါလားကလေးကိုဘာလို့ခေါ်နေတာလဲမင်းကပြောဩမိမိရာလို့ဒီရာလို့ဘာပါကပါကလေးကဆော့နေတာအေးဘာလို့ခေါ်တာလဲငါသမီးကို ရလူကြီးရမမြင်လို့ကျွန်တော်ကအဲ့လိုမျိုးပြောတာပါဟုတ်ကဲ့ပါမိမိတို့ကတော့မိမိငါတို့ကတော့မိတို့ကတော့ဆက်နေတယ်ဗတ်တနီကတော့တို့ကမိဘဆိုတော့တောကဖြစ်မှာတောကပြစ်တာမဟုတ်ဘူးဘုန်းလေးခေါ်တာတိတ်တိတ်လေးခေါ်နေတာကျွန်တော်အမျိုးသမီးထွက်လာကျွန်တော်သမီးအခုမင်းကြီးကြီးတာအကြာကြီးရခေါ်နေတာလေကျွန်တော်ကလေးတော်ဗျာ ဟိုဂေဟိုဘောက်ကိတာဆိုတော့တနာပြီးတော့ဩဗဆန်လားရေတောက်ချင်တာလားဆိုကတ်တာကိုအခွင့်ကောင်းယူပြရတယ်တော်တော်ငင်းမင်းသွားတာမင်းသွားတော့ဟာကိုမင်းငါပါတာမင်းတင်ရတော့မင်းတမျိုးလုံးတမျိုးလုံးမင်းမင်းရုပ်ကိုသိအောင်မင်းအင်တာနက်မှာအင်တာနက်မှာတဲ့မှာသိလာရအောင်တော်တော်သိလာရအောင်ဟုတ်ကောမင်းငါငါသမီးလာလွတ်သွားတာတခြားမိဘတွေရှိသေးတယ်ရအောင်ဟာတင်ပြလိုက်တင်ပြလိုက်ဆက်ကျင်တာတင်ပြလိုက်ဟာကိုအဲ့လိုမျိုးစိတ်ဓာတ်ကြီးနေမှာတင်ပြလိုက်တင်ပြလိုက်ဘာမှမဟုတ်ဘူးတော် တဲပါတောင်းတာတာပါပဲဒီလေးဟုတ်မင်းကတော့မင်းဘယ်လိုမင်းတော့တစ်မျိုးလုံးတည်တယ်ရမင်းတော့တစ်မျိုးလုံးတည်တယ်တော်တော်မင်းပြပြတော်တော်မင်းတော့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 လာဆောက်ရှောက်တာတော့